စီးပွားဥစ္စာလက်လာပါယာရုကုန်ရှင်တိုးတက်ဖို့ဆိုရင်ကိုလှူဒန်းတဲ့လှူဝဲပစ္စည်းကရော့ပစ္စည်းတွေထဲမှာထောပတ်ကလေးကိုထည့်ပြီးတော့လှူရပါတယ်ရှင် ခொနီယသားသမီးပြိတ္တများရွှေစကားပြိတ္တများအားလုံးမင်္ဂလာပါရှင်။ကျမတို့ဝါကျုကာလာလေးကလည်းရောက်ရှိလာတော့မယ်။ဝါကျုကာလာဆိုရင်ကျမတို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့အစဉ်အလာဒလိတစ်ခုဖြစ်တဲ့ဝါကျုကာလာမှာမိဘဆရာသမားများနဲ့ကျေးဇူးရှိတဲ့ပုဂ္ဂိုလ်တွေကိုပူဇော်ကြတော့ခြင်းဆိုတဲ့မင်္ဂလာကိစ္စကိုကျမတို့ကဆောင်ရွက်လေးရှိကြတယ်။အဲတော့ကျမတို့တွေကမိဘဆရာသမားတွေကျေးဇူးရှိတဲ့ပုဂ္ဂိုလ်တွေစသဖြင့်ပေါ့။အဲ့လိုကို ကရော့တဲ့တဲ့ပုံကိုယ်တွေကိုအစင်ထာဝရနေ့စဉ်နဲ့အမြောက်စိတ်ထဲမှာအာယုံပြုတ်ပြီးတော့အမြဲတမ်းရှစ်ခိုးကရော့လေးရှိကြတာပါတရင်ကျုတ်ကာလမှရဲလို့တော့မဟုတ်ဘူးပေါ့ရှင်အလင်းတင့်တယ်လို့တော့အမြဲတမ်းပူဇော်ကရော့နေကြတာပဲသို့တော်လည်းပဲကျမတို့ကဝါကျုတ်ကာလဆိုရင်တော့တတိတယကိုဝါကျုတ်ကာလမှာလူကြီးမိဘဆရာသမားကရော့တဲ့ ကိစ္စလေးကိုတော့ဆောင်ရွက်ဖြစ်ကြတယ်ပေါ့နော်အဲ့တော့လူကြီးမိဘဆရာသမားတွေကိုကရော့ကြတဲ့အခါမှာတချို့လဲငွေကြေးကရော့တယ်တချို့လဲအသုံးဆောင်ပစ္စည်းလေးတွေကရော့တယ်တချို့လဲအဝတ်အထည်လေးပေါ့ရှင်တချို့လဲအစားအသောက်ကလေးပေါ့တချို့လဲဆေးဝါးလေးတွေပေါ့အဲကိုကရော့မဲ့ကရော့ခံပုတ်ကိုအတွက်လိုအပ်မဲ့ထင်တာလေးတွေကိုကျမတို့ကဒါလေးကိုတရင်ကျွတ်ဝါကျွတ်ကာလာမှာကရော့ကြတာအဲ့လိုလူကြီးမိဘဆရာသမားတွေကျေးဇူးရှိတဲ့ပုတ်ကိုလေးကိုကရော့ကြတဲ့အခါမှာ အဲ့ဒီပူဇော်ကြောခြင်းကုတုမှာကျမတို့ရဲ့လောကီပညာရှုထောင့်ဘက်ကကြည့်ရင်ကျမတို့အငဲန်းထိတွေ့နေတဲ့ပစ္စည်းတွေထဲမှာတချို့ပစ္စည်းလေးတွေဟာအလှကံပုပ်ကိုအပြင်လှူဒန်းလိုက်တဲ့လှူဒန်းပူဇော်ခြင်းအမှုကိုပြုတ်လိုက်တဲ့ကောင်းမှုရှင်ဘက်မှာပါအကျိုးတရားဖြစ်ထွန်းစေတဲ့ပစ္စည်းလှူပွဲလေးတွေရှိနေပါတယ်။အဲ့ဒီအကြောင်းလေးကိုကျမကတင်ဆက်ချင်ပါတယ်ရှင်။အဲ့တော့ကျမတို့ကလူကြီးမိဘဆရာသမားတွေကိုကြောတဲ့အခါမှာဒီပူဇော်ကြောခြင်းအမှုကိုပြုတ်လိုက်တဲ့ လှူဒန်းလိုက်တဲ့ကုတုရှင်သည်စီးပွားဥစ္စာလက်လာပယာရုကုန်ရှင်တိုးတက်ဖို့ဆိုရင်ကိုလှူဒန်းတဲ့လှူဝက်ပစ္စည်းကရော့ပစ္စည်းတွေထဲမှာထောပတ်ကလေးကိုထည့်ပြီးတော့လှူရပါတယ်ရှင်။အဲဒါဆိုရင်အဲ့ကရော့ချင်းကုတုနဲ့အတူကျမတို့လောကီပညာရှုထောင့်ဘက်ကကြည့်လိုက်ရင်အကရော့ကရော့ခံပုပ်ကိုဘက်မှလည်းအကျိုးရှိသလိုကရော့လိုက်တဲ့ကုတုရှင်ဘက်မှလည်းလုပ်ငန်းစီးပွားတွေဇာတို့ဇာတို့တိုးတက်တဲ့ စီပင်နဲ့တိုးပွားတယ်ရာဥကုန်ရှင်နေတိုးကုန်တယ်ဆိုတော့အာနိသင်မျိုးရရှိစေပါတယ်ရှင်ဒါကလူဝဲပစ္စည်းတွေမှာထက်တဲ့နဲ့တစ်ခု နောက်တစ်ခုက ကျမတို့ကမိဘဆရာသမားတွေပဲဖြစ်ဖြစ်အကိုအမတွေကိုပဲဖြစ်ဖြစ်အကိုအမတွေဆိုရင်နှစ်နှစ်ကြီးနှစ်နှစ်ငယ်သုံးနှစ်ကြီးသုံးနှစ်ငယ်ဆိုရင်ပိုတော်မအဲ့လိုလေးပြောပြအောင်မယ်ထင်တယ်နော်ကျမတို့ကတစ်ခါတစ်ခါကြာရင်စကားပြောရင်းနဲ့ဝစီကံပေါ့ဘာရဲမဟုတ်ဘူးခံပြောတယ်တော့မဟုတ်ဘူးပေါ့ပြောမဆိုမလေးလည်းရှိတာပေါ့ရှင်မိဘဆရာသမားတွေပုံမှာပဲဖြစ်ဖြစ်အကိုကြီးအမကြီးတွေပုံမှာပဲဖြစ်ဖြစ်အဲ့ဒီလိုမျိုး တိ၍ဖြစ်စေမတိ၍ဖြစ်စေကာယကံဝစီကံမနောကံကံသုံးပါးနဲ့ပြင်းမှမိတဲ့အပြစ်လေးတွေကိုကိုယ်ကကြည်အေးခြင်းနဲ့ဆိုရင်ခွန့်လွတ်ပါစေခြင်းကြည်အေးပါစေခြင်းအကျိုးငါလှူဒန်းမယ်ဆိုရင်တော့အဲ့ဒီပုံကိုယ်လေးကိုကရော့တဲ့ပစ္စည်းတွေမှာ တော့တိုက်စင်းနဲ့စက်ပြားလေးကိုထည့်ပြီးတော့လှူပေးရတယ်ရှင်။အဲ့တော့တိုက်စင်းနဲ့စက်ပြားလေးကိုထည့်ပြီးတော့လှူပြီးတော့ကျမတို့ရဲ့စိတ်နှလုံးမှာလည်းအဖေအမေမိဘဆရာသမားအကိုအမတွေရဲ့အပေါ်မှာကံသုံးမဖြစ်ပြစ်မှားမိတဲ့အပြစ်ကြီးဝကြီးတွေရှင်။ကြေပါစေအေးပါစေဆိုပြီးတော့ကိုကလည်းစိတ်နှလုံးကအာရုံပြုအောင်ပဲပေါ့နော်။ဒါကတော့အပြစ်တွေကြေဖို့အတွက်ကိုအထောက်ပံ့လေးဖြစ်စေတဲ့ဂံမြတ်ပစ္စည်းတစ်ခု။နောက်တစ်ခုကျမတို့လှူပွဲပစ္စည်းတွေထဲမှာကျမ်းမာရေးပေါ့ အလှူကံပုပ်ကိုအတွက်လည်းအကျိုးရှိမယ်လှူဒန်းလိုက်တဲ့ကျမတို့မှလည်းကျန်းမာရေးလေးကိုကောင်းကျင်တာမကျန်းမာမှဖြစ်နေတာလေးတွေခံစားနေရတဲ့ယောဂဝေဒနာလေးတွေဟာဒီကုသိုလ်လေးကြောင့်ကျန်းမာခြင်းနဲ့ယောဂတွေပျောက်ခြင်းနဲ့ဆိုရင်တော့ကျမတို့ကစတုမတူဆိုတဲ့ဓာတ်စာကိုထည့်ပြီးလှူရပါတယ် စတုမလူဆိုတဲ့တက်စာကိုထည့်ပြီးတော့လှူရတယ်။ဒါအလှူခံပုံကိုအတွက်လဲဆေးဝါးတက်စာဖြစ်တယ်။လှူရမ်းလိုက်တဲ့ဒီဘက်ကကုသိုလ်ရှင်ဘက်မှာဆိုရင်လဲလော့ဂီပညာရှုထောင့်ဘက်ကကြည့်ရင်ဓာတ်လေးပါညင်ညွတ်မြတ်တပြီးတော့ကျမ်းမာစေခြင်းဆိုတဲ့အကျိုးအာဒီတင်ကိုရရှိမှာဖြစ်ပါတယ်ရှင်။အဲ့တော့ကျမရဲ့ခွန်ရသားသမီးပြည်သက်တွေကျမအခုတင်ဆက်ခဲ့တဲ့လှူဝဲပစ္စည်း၃မျိုးတည်းက၃မျိုးလုံးပဲဖြစ်စေကိုအစဉ်ပြေတာလေးဖြစ်စေအဲ့ဒါလေးတွေထည့်ပြီးတော့ဝါကျွတ်ကာလကတော့ကြတဲ့အခါမှာထည့်ပြီးတော့လှူရမ်းနိုင်ဖို့အတွက်ဒီအစီအစဉ်လေးကိုတင်ဆက်လိုက်ခြင်းဖြစ်ပါတယ်ရှင်။ ကျမရဲ့ခொနဲ့သားသမီးပြိတ္တများအားလုံးပူဇာဆပူဇာနေရနဲ့အေတံမင်္ဂလာမုတ်တမန်ဆိုရဲမင်္ဂလာတရားတော်နဲ့အညီဂုံဝင့်ထဲတော်ဝါကျွတ်ကာလာလေးဖြစ်ကြပါစေရှင်။